မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်မင်းအောင်နိုင်ကသူတို့စစ်တပ်ကလုံမဲ့အတူယောင်ရွေးကောက်ပွဲမှာပြည်သူတွေကိုမဖြစ်မနေမဲထွက်ပေးအောင်အခုကတည်းကနီလန်မျိုးစုံနဲ့လှုပ်ကြဖို့အမိန်ပေးနေပြန်နေဆိုပါလေမြန်မာနိုင်ငံမှာ2021ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းတယ်လီနော့ကမ်ပဏီကသုံးဆွဲသူတွေအဖမ်းခံရနိုင်မှန်တိတိနဲ့ data အချက်လက်တွေကိုစေအောင်စုလက်ထဲပေးအပ်ခဲ့ပြီး အဲ့ဒီထဲမှာစစ်အုပ်စုကအာတမအချင်းချထားတဲ့နိုဘယ်ဆုရှင်ဒေါအောင်ဆန်းစုကြည်ပါပါဝင်တဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကြည့်သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြံဖက်မင်းအောင်လိုင်ကသူတို့စစ်တပ်ကလုံမဲ့အတုရောင်ရွေးကောက်ပွဲမှာပြည်သူတွေကိုမဖြစ်မနေမဲထရပေးအောင်အခုကတည်းကနီလန်းမျိုးစုံနဲ့လှုပ်ကြဖို့အမိန်ပေးနေပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းအရင်းမြစ်ကရင်ကုန်ကစ်တစ်ကိုပြောပါတယ်ဒါကတော့အကြံဖက်မင်းအောင်လိုင်ကိုတိုင်း လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ပြုလုပ်မယ်သူတို့ရဲ့အတူရောင်ရွေးကောက်ပွဲအပိုင်းတစ်ကစပြီးနောက်ထပ်လုပ်မယ်ရွေးကောက်ပွဲအပိုင်းတွေမှာပါပြည်သူတွေမဖြစ်မနေမဲထွက်ပေးအောင်သူတို့စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေကအခုကတည်းကနေကြိုတင်လှုပ်ဆောင်ကြဖို့အမိတ်ညွှန်ကြားချက်တည်းရဲ့ထုတ်ပြန်ထားတယ်ဆိုပါတယ်အဲ့ဒီညွှန်ကြားချက်ဟာအခုဆိုရင်သူတို့စစ်တပ်လက်အောက်ခံဝင်ကြီးဌာနပေါင်းစုံနဲ့ထွေအုပ်ဦးစီးဌာနတွေအပြင်စစ်တပ်တပ်နယ်တွေစီပါရောက်နေပြီလို့လဲနေပြီးတော့စစ်တပ်တရင်အရင်မြေကပြောထားပါတယ် အဓိကကတော့ main online ကသူတို့လုံမဲ့အခုရွေးကောက်ပွဲမှာအရင် NLD ပါတဲ့ရွေးကောက်ပွဲတွေလိုလူတွေစီစီကကနဲ့ matrix မပေးကြမှာကိုစိုးရိမ်နေပြီအခုလိုအမိတ်ထုတ်ပြီးတော့ပါလူတွေမဖြစ်မနေ matrix ပေးကြဖို့အတင်းအကျပ်လှုပ်ခိုင်းနေရတဲ့အခြေအနေပါပဲလို့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။ဒါပြင်အကြက်ဖက် main online က သူတို့လုံးမဲ့အတူယောင်ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးမှာသက်ဆိုင်ရာတက်နေတဲ့စစ်အရာရှိတွေကလုံခြုံရေးကစားပြီးမဲရေးအတွက်ပြီးတဲ့အထိဥဆောင်ပါဝင်ဖို့ ਨੇ ဌာနဆိုင်ရာတွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကအဲဒီနောက်ကနေပူးပေါင်းဆောင်ရွက်ရမယ်ဆိုပြီးတော့ပါညွန်ကြားစာထဲမှာထည့်သွင်းပြောထားသေးတယ်လို့သိရပါတယ်တစ်ဖက်မှာလည်းစစ်တပ်ကထိန်းချုပ်ထားတဲ့မြို့နယ်ရပ်ကွက်တွေမှာဆန္ဒမဲပေးဖို့အတွက်အစမ်းလေ့ကျင့်ပွဲတွေပြုလုပ်ဖို့ရှိတယ်ဆိုပြီးရန်ကုန်မြို့ကမြို့နယ်တချို့နဲ့ဖအံမြို့နယ်ဘက်တွေမှာပါ အသက်၁၈နှစ်ပြည့်ပြီးသူတိုင်းကို ရက်ွက် အုပ်ချုပ်ရေးအဖွဲ့တွေကမဖြစ်မနေလာရောက်ဖို့စင့်ခေါ်နေပြန်တယ်လို့အသက်50ပြည့်ပြီးသူတွေအနေနဲ့ကတော့ကြိုတင်မဲပေးလို့ရတယ်ဆိုပြီးတော့ပါရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေကစာပို့ဓာတ်တွေလှုပ်လာနေပြန်တယ်လို့လည်းသိရပါတယ်အချက်မှတ်မဲအွန်လိုင်းကတော့တနိုင်ငံလုံးမလွှမ်းခြုံနိုင်တဲ့သူတို့ရဲ့အတုရောင်ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲအပိုင်းတစ်အဖြစ်မြို့နယ်ပေါင်း102ခုမှာပြုလုပ်မယ်ဆိုပြီးတော့ကိုကြေညာထားပါသေးတယ်ခင်ဗျ က်ဖက်မှာတော့အကြံဖက်စကောင်စီတက်ကလုံမဲ့အတူရောင်ရွေးကောက်ပွဲကိုနိုင်ငံရေးစစ်ရေးအပါအဝင်နီလန်ဘောင်းဆောင်နဲ့စန့်ကျင်တိုက်ပွဲဝင်ကြဖို့ကရင်အမျိုးသားတပ်မတော် KNA ကကြီးညာလိုက်ပါတယ်။ပြည်သူတွေနဲ့တော်လှန်ရေးအင်အားစုတွေအနေနဲ့လက်ရှိတိုင်းပြည်ရဲ့အာဏာကိုမတရားလုယူပြီးအာဏာသိမ်းထားတဲ့အကြံဖက်စစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုနိုင်ငံရေးစစ်ရေးလူလူလှရှားမှုစတဲ့နီလန်ဘောင်းဆောင်နဲ့စန့်ကျင်တိုက်ပွဲဝင်သွားကြဖို့လိုအပ်တယ်လို့ KNA ကဆိုထားပါတယ်။မြန်မာနိုင်ငံမှာ ဆီယာဇွေးမှုတွေကိုအကြိမ်ကြိမ်ကျူးလွန်နေပြီးပြည်သူလူထုအပေါ်လက်နက်အားကိုနဲ့အကြမ်းဖက်တပ်ဖြတ်နေတဲ့အာဏာသိမ်းစစ်အုပ်စုရဲ့အတုယောင်ရွေးကောက်ပွဲဟာသူတို့ရဲ့ဆက်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအတွက်သာဖြစ်တယ်လို့လည်းပြောထားပါတယ်ဒီမိုကရေစီစံနှုန်းတွေအရာပြည်သူတွေရွေးကောက်ထားတဲ့ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားရာလူထုအစိုးရတရက်ကသာရွေးကောက်ပွဲကျင်းပပိုင်ခွင့်အာဏာရှိတာကြောင့်ပြည်သူလူထုသဘောဆန္ဒမပါဘဲအတင်းကျပ်ပြုတ်လုပ်နေတဲ့အကြမ်းဖက်မဲအွန်လိုင်းတို့ရဲ့အတုယောင်ရွေးကောက်ပွဲကို ပြက်ပြက်တားတားဆန့်ကျင်တယ်လို့လေကရင်အမျိုးသားတက်မတော် KNE ကကြေညာထားပါတယ်ကရင်အမျိုးသားတက်မတော် KNE ကတော့လက်ရှိလွိုက်ကောဒီမော့ဆိုမိုးပြဲဖဲကုံဒေတာနဲ့အခြားကရင်ဒေတာတွေမှာရှိတဲ့ပြန်ကျဲနေတဲ့ကရင်လက်နက်ကိုင်တွေကိုတစုတစည်းတည်းပြန်လဲပေါင်းစည်းပြီးမဟာမိတ်တပ်တွေနဲ့အတူအကြမ်းဖက်စစ်တပ်ကိုပြန်လဲတိုက်ခိုက်နေတဲ့တိုင်းသားလက်နက်ကိုင်တပ်လည်းဖြစ်ပါလိမ့်ခင်ဗျာ တဖက်မှာတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကအချက်ဖက်စကောင်စီရဲ့အမှတ်73တန်းမြင့်၄ကျင်းရေးတင်တန်းကြောင်းကိုတော်လိုင်းတပ်တွေက short တိုက်တုံး10လုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုရဲ့နောက်ဆက်တွဲအနေနဲ့စေကောင်စီဘက်ကနီးပြအရာရှိ3ဦးအပါအဝင်21ဦးအသေးသေးတေကုန်ကြတဲ့အပြင်အဆောင်၄ခုပါမိလောင်ပျက်စီးသွားတဲ့အကြောင်းကိုသိထားရတယ်လို့ BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဩဂုတ်လ20ရက်နေ့ကပဲ တပိတ်ချင်းမျိုးတွေမှာရှိတဲ့အကြံဖက်စကောင်စီရဲ့အမှတ်73တန်းမြင့်လေ့ကျင့်ရေးတင်တန်းကြောင်းကိုဒေါ်လင်းတက်တွေက short tight တုံး10လုံးနဲ့ပြစ်ခတ်တက်ခတ်ရမှာ short tight တုံး6လုံးကပြစ်မှတ်နေရာတွေကိုကြက်ရောက်ပောက်ကွဲခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတက်ခတ်မှုရဲ့နောက်ဆက်တွဲသိရှိထားချက်အရာစကောင်စီရဲ့အမှတ်73တန်းမြင့်လေ့ကျင့်ရေးတင်တန်းကြောင်းထဲမှာ short tight တုံးတွေကြက်ရောက်ပောက်ကွဲခဲ့တဲ့အကြောင်းနဲ့အဲ့ဒီတင်တန်းကြောင်းတွေကစစ်တပ်နီးပြအရာရှိ3ဦးနဲ့တပ်သား18ဦးကတော့အသေးသေးတေကုန်ကြတဲ့အကြောင်းပြီး သင်တန်းဆောင်၄ခုပါရှော့တိုက်တုံးပောက်ကွဲမှုကြောင့်မိလောင်ပျက်စီးထားတဲ့အကြောင်းကိုလက်တလော့တီထားရတယ်လို့ BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။အဲ့ဒီအချက်ဖက်စစ်ကောင်စီရဲ့တပိတ်ချင်းမျိုးနဲ့အမှတ်၃တန်းမြင့်လေ့ကျင့်ရေးသင်တန်းကြောင်းဟာမန္တလေးတိုင်းစစ်ဌာနချုပ်နေမြေအတွင်းမှာရှိတယ်။သူတို့စစ်သားတွေကိုတိုက်ပွဲတွေအတွင်းပို့ဖို့အတွက်တင်ကြားပေးနေတဲ့နေရာဖြစ်ပြီးအဲ့ဒီကနေတပိတ်ချင်းနဲ့မိုးကုတ်ဘက်တွေကိုထိုးစစ်ဆင်ဖို့စစ်ကောင်စီတပ်အထိုင်စခန်းအဖြစ်ရှိနေတာလည်းဖြစ်တဲ့အတွက် အခုလို short time တုံးစစ်စင်ရေးအဖြစ်တက်ခိုက်တာဖြစ်တယ်လို့လည်း BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတပ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်ကကောလင်းနဲ့တောင်သားမြို့နယ်တွင်မှာရှိတဲ့အရတပ်ပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုလေနဲ့ပုံကျဲတိုက်ခိုက်သွားမှုကြောင့်ပြည်သူ၄ဦးသေဆုံးခဲ့ရပြန်တဲ့အပြင်နေအိမ်တွေလည်းပျက်စီးထားတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။စကိုင်းတိုင်းကကောလင်းမြို့နယ်မှာဆိုရင်အောက်ကလ၂၀ရက်နေ့ကပဲ အကြံဖက်စကောင်းစီတက်ကရသပြည်သူတွေနေထိုင်ရာကောလင်းအရှိချမ်းကျေးရွာတွေကိုဝိုင်းတွဲလေးနဲ့လာပြီးဘုံတွေကျဲချတိုက်ခိုက်သွားတယ်ဆိုပါတယ်။အဲ့ဒီလိုစကောင်းစီတက်ရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ၄ဦးသေဆုံးခဲ့ရပြန်တဲ့အပြင်နောက်ထပ်ပြည်သူ၈ဦးကဒဏ်ရာရထားပြီးနေအိမ်တွေလည်းပျက်စီးထားတယ်လို့ကောလင်း info ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။အလားတူတပတ်ကမန္တလေးတိုင်းတောင်သားမြို့နယ်အရှိချမ်းကျေးရွာတွေကိုလည်းအောက်လ20ရက်နေ့ကပဲ အချက်ပတ်စကောင်းစီတက်ကစက်တက်လီဒီတွေနဲ့ဘုံကျက် တက်ခိုက်တွားပြန်တယ်လို့သိရပါတယ်။လက်ရှိအချက်ပတ်စကောင်းစီတက်ကသူတို့လက်လွတ်ထားရတဲ့တော်လန်ရေးတပ်တွေထိန်းချုပ်ထားရမြို့နယ်တွေကိုသူတို့စစ်တပ်ကပြန်လည်ထိန်းချုပ်ချင်နေတဲ့အတွက်ညီပြင်းစစ်ကြောင်းထိုးတာတွေလုပ်နေပြီမယ်။တော်လိုက်တဲ့တွေကိုအလွယ်တကူမကြော်နိုင်ပဲသူတို့စစ်တပ်စစ်ကြောင်းတွေဟာပြန်ပြန်ဆုတ်ရတဲ့အခြေအနေတွေပါဖြစ်လာတဲ့အခါ အခုလိုဘာမှမဆိုင်တဲ့အရသာပြည်သူတွေနေထိုင်ရာ နေရာတွေကိုပိတ်မှတ်ထားပြီးလေကြောင်းတက်ခတ်မှုတွေလုပ်နေတာဖြစ်တယ်လို့လဲဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာလေစကိုင်းနိုင်ငံပလဲမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကဒေါ်လာရင်းတက်တွေကိုမနိုင်တာနဲ့ဘာမှမဆိုင်တဲ့အရသာပြည်သူတွေနေထိုင်ရာခြေရွာတွေကိုတောင်ဝင်ရောက်မိရှုဖျက်ဆီးတာတွေလုပ်နေတယ်လို့ BCO အဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒါကတော့ လက်ရှိစကိုင်းတိုင်းကတော်လိုင်းတက်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတာတွေလုတိုက်သူတို့စစ်တပ်စစ်ကြောင်းတွေဟာတော်လိုင်းတက်တွေကိုမကျော်နိုင်မဲ့အထိနာနာပွားကြတဲ့အတွက်ဘာမှမဆိုင်တဲ့ပြည်သူတွေနေထိုင်ရာကြေးဝါတွေကိုမဲပြီးမိရှုဖျက်ဆီးတာတွေလုပ်နေရမှာဩဂုတ16ရက်နေ့ကစပြီးပလဲမြို့နယ်အတွင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောတိတွေပါရစစ်ကြောင်းဟာလေဘာမှမဆိုင်တဲ့အရသာပြည်သူတွေနေထိုင်ရာညောင်ပင်စောက်ကြေးရွာနဲ့ ကွန်ကိုင်ကြေးရွာတွေကနေတစင်းငါပြောတော့တောင်ကြေးရွာကိုဝင်ရောက်ပြီးနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့တယ်ဆိုပါတယ်။ဒါအပြင်အဲဒီစစ်တပ်စစ်ကြောင်းဟာအောက်ကလ20ရက်နေ့အရောက်မှလည်းမင်းတိုင်းပင်ကြေးရွာကိုပါထပ်မံဝင်ရောက်ပြီးကြေးရွာတွေကနေအိမ်တွေကိုအကြောင်းမဲ့မိရှုဖျက်ဆီးသွားကြပြန်တယ်လို့ BCO အဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါတယ်။လက်ရှိမှာတော့နေအိမ်တွေဘလောက်တောင်မိလောင်ပျက်စီးသွားလဲဆိုတာအရေးအတွက်အတိအကျကိုဆက်လက်စရင်ပြုစုနေပြီးအဓိကကတော့စစ်ကောင်စီတပ်ဟာစခိုင်းတိုင်းကတော်လိုင်းရေးတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကို တို့စစ်တပ်ကပြန်လဲထိ ंछ ုပ်ခြင်းတဲ့အတွက်မြေပြင်ကနေစစ်ကြောင်းထိုးတိုင်းတော်လိုင်းအတွက်တွေနဲ့ထိတ်တိုက်တွေ့ပြီးဆိုတာနဲ့တို့စစ်တပ်စစ်ကြောင်းတွေသာအထိနာပြီးပြန်ဆုတ်ရတဲ့အခြေအနေတွေဖြစ်လာတော့အခုလိုဘာမှမဆိုင်တဲ့ယသပြည်သူတွေနေထိုင်ရာခြေရွာတွေကိုဝင်ရောက်မိရှုဖျက်ဆီးတာတွေလုပ်နေကြတာဖြစ်တယ်လို့လဲဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့စကိုင်းတိုင်းကမ်လူမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်က ချက်ခတ်အိုက်ဂျေရွန်နီပြည်သူဥမမောင်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြတယ်လို့ကြောလတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဩဂလ20ရက်နေ့မနက်ပိုင်းမှာပဲကမ်လူမျိုးနယ်ကိုရောင်ဘုတ်အထိုင်စခန်းကနေထွက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာချက်ခတ်အိုက်ဂျေရွန်ကိုဝင်ရောက်လာကြတယ်ဆိုပါတယ်။အဲဒီနောက်ပြည်သူတွေလည်းဝရုံးသုံးကားနဲ့ထွက်ပြေးကြပြီးမြဲတချို့ပြည်သူတွေကထွက်ပြေးလို့မလွတ်ဖဲဂျေရွန်ထဲမှာပိတ်မိတာတွေရှိခဲ့ပြီးအဲဒီထဲမှာမှာ အသက်50အရွယ်ဥမမောင်ဆိုသူကိုစစ်ကောင်စီတပ်သားတွေကဖမ်းဆီးရမိသွားပြီးတနက်နေ့ပြစ်တက်ခဲ့ကြတယ်လို့ကျွမ်းလာတကြလှုပ်ရှားသူများအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။ဒါ့အပြင်အဲ့ဒီအချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းဟာဂျေးရွာဒဲကပြည်သူပိုင်းပစ္စည်းတွေကိုပါစိတ်ကြိုက်လူရဲယူဆောင်သွားကြပြီးသူတို့တဆွဲထားတဲ့ကိုးတောင်ပို့အထိုင်စခန်းကိုတည်သွားကြတယ်လို့ကျွမ်းလာတကြလှုပ်ရှားသူများအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။အခုတခါဆက်ချင်တာကတော့ မြန်မာနိုင်ငံမှာ2021ခုနှစ်စာနာသိမ်းပြီးတဲ့နောက်ပိုင်းတယ်လီနော့ကမ်နီကသုံးဆွဲသူတွေအဖမ်းခံနိုင်ရမှတိတိနဲ့ဒေတာအချက်အလက်တွေကိုစုပ်စုလက်ထဲပေးအပ်ခဲ့ပြီးအဲ့ဒီထဲမှာစုပ်စုကအာရမအချင်းချထားတဲ့ Novel Solution ဒေါ်အောင်ဆန်းစုကြည်ပါပါဝင်တယ်လို့သိရပါတယ်တယ်လီနော့ဘက်ကအင်တာနက်အသုံးပြုမှတ်တမ်းတွေဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေစာတုအချက်အလက်တွေနေရာအချက်အလက်တွေကိုတိုက်ရိုက်ပေးခဲ့တယ်လို့စစ်ကောင်စီခိုင်းစေတဲ့အတိုင်း တသွေးမတိန် website တွေပိတ်ပစ်တာဖုန်းလိုင်းတွေပိတ်ပစ်ခဲ့တာတွေပါပြုတ်လုခဲ့တယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်ပြီးဒေါ်ဆဆူဂျီရဲ့တားဖြစ်သူ Kim Aris ကတော့ Norway Company တခုဖြစ်တဲ့ Telenor ကသူ့ရဲ့မိခင်ဖြစ်သူရဲ့အချက်လက်တွေကိုစစ်ကောင်စီကိုပေးလိုက်တယ်လို့ကြားရတာဟာတကယ့်ကိုထိတ်လန့်ပွဲရှုံချစရာဖြစ်တယ်လို့လည်း Norway Media NRK ကိုပြောထားပါတယ်။ NRK ရဲ့သတင်းအရဒိန်နောကဆေးအုပ်စုတောက်ဆိုတဲ့ mobile phone ၃ဆွဲသူ1300ရဲ့အချက်လက်တွေကိုပေးခဲ့ပြီး ဲ့ဒီတဲက900နီးပါးဖမ်းဆီးခံရနိုင်တယ်လို့သိရပါတယ်တိုင်တော့မြန်မာ CEO ကတော့ဒီအကြောင်းနဲ့ပတ်သက်ပြီးစစ်တပ်တောင်းဆိုတာညှင်းဆန်မယ်ဆိုရင်ဝန်ထမ်းတွေအသက်အန္တရာယ်နဲ့ကြုံနိုင်တာကြောင့်ရွေးချယ်စရာမရှိခဲ့ဘူးလို့ပြန်လည်ပြောဆိုထားပါတယ်ဒါအပြင်တိုင်တော့စီကရတဲ့တင်အချက်လက်တွေနဲ့ပြည်သူတွေကိုဖမ်းဆီးပြီးတော့ထောင်3နှစ်ကနေ9နှစ်အထိချမှတ်နိုင်ခဲ့တယ်လို့လဲစစ်ကောင်စီဘက်ကကိုယ်တိုင်ပြောဆိုထားတဲ့စာရွက်စာတမ်းမှတ်တမ်းတွေအများသိရတယ်လို့ NRK တင်မှာဖော်ပြထားပါသေးတယ် အဲ့ဒီလိုအချက်လက်တွေကိုပေးအပ်လိုက်တာဟာဒယ်လီနော်အနေနဲ့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီနှိကျရွေးချယ်တင်မြှောက်ထားတဲ့ခေါင်းဆောင်ကိုစစ်အုပ်စုကညှဉ်းပန်းနှိပ်စက်ရမှာပါဝင်ကူညီခဲ့ကြောင်းကိုထင်ရှားစေခဲ့ပြီးအဲ့ဒါနဲ့ပတ်သက်လို့လေကုလသမဂ္ဂနဲ့ကမ္ဘာတစ်ပေါင်းကရှုံချနေစေဖြစ်တယ်လို့သိရပါတယ်။ဒါပြင်ဒယ်လီနော်ဟာစစ်အုပ်စုကိုစန့်ကျင်တော်လှန်သူတွေရဲ့နာမည်တွေလိပ်စာတွေဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေစတုအချက်လက်တွေနဲ့နောက်ဆုံးသိရှိထားတဲ့နေရာအချက်လက်တွေကိုစစ်အုပ်စုစီပေးခဲ့တာကြောင့် ပါဝင်ပတ်သက်မှုတွေပေါက်ကြားပြီးလူငယ်တွေမကြာခဏစုတလို့အသက်အန္တရာယ်နဲ့ကြုံခဲ့ရတာတွေလည်းရှိနေတယ်လို့သိရပါတယ်။အဲ့ဒီပေါက်ကြားမှုတွေကြောင့်တယ်လီနော့ကုမ္ပဏီဟာဝေဖန်ခံရပြီးနောက်ဆုံး2022ခုနှစ်မတ်လမှာပဲတယ်လီနော့ဟာမြန်မာနိုင်ငံတဲကစီးပွားရေးကို M1 Group C ရောင်းချပြီးတော့ထွက်ခွာသွားတယ်လို့လက်ရှိမှာတော့စစ်အုပ်စုနဲ့ဆက်နွယ်သူတိန်ဝင်းဇော်ရဲ့ရွှေပြိုင်းဖြူကုမ္ပဏီကလွှဲပြောင်းပိုင်ဆိုင်ထားပြီးအတမ်မြန်မာအနေနဲ့ဆက်လက်လုတ်ကင်နေပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ